တိုင်းပေါ်မှာပဲဖြစ်ဖြစ်ဒီအပြင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိန္ဒူဘာသာကအတူပါပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာနဲ့အတူပါပဲအဲကျွန်တော်တို့လည်းဗုဒ္ဓဘာသာပါပဲဆိုပြီးတော့အဲလူတန်းတွေလောက်ပြအဖုံကြီးဝိုးပြတဲ့ဒီဟိန္ဒူလူမျိုးတွေတွေ့ဦးကြမှာပေါ့နော်အဲ့လိုလူတွေတွေ့လို့ကျွန်တော်တို့ဗုဒ္ဓဘာသာကနေဘယ်လိုဖြစ်သွားလဲများတော့ဖြစ်တော့ဝမ်းတာသွားကြတာပေါ့နော်ဝမ်းတာလည်းပြောတယ်ဩတို့သူတို့လည်းဗုဒ္ဓဘာသာကိုးဝယ်တာပဲ။ဟောသူတို့လည်းအဲသူတို့ကောင်းနေပါဗောနော်။ကောင်းတဲ့လောက်ရက်ကိုလုပ်တယ်။လေးစားသွားကြတာဗောနော်။ တကယ်တကယ်ကြတော့ဖြစ်တင်လာပေါ့နော်ဖြစ်တင်လာဆိုတာကသူတို့လုပ်ရက်ကတော့ဒါလေးစားရကောင်းတယ်ကုစုတွေပြုတ်တယ်ဒါဘုန်းကြီးတွေဆွန်းလောင်းတယ်ဒါလေးစားရကောင်းတဲ့ချက်ပေါ့နော်ဒါမှမဟုတ်သူတို့ပြောဆိုကကြတော့စဉ်းစားရဖြစ်ဖြစ်သွားပြီပေါ့အဲဘာလို့လဲဆိုတော့နောက်ပိုင်းမှာကျွန်တော်ပြောပြမယ်ဒီအကြောင်းအရာသူတို့ရဲ့အကြောင်းပြချက်ကပေါ့နော်ဘာလဲဆိုတော့ဒီဗုဒ္ဓဘုရားကလည်းအဲဟိန္ဒူရဲ့ဟိန္ဒူတွေရဲ့ပေါ့နော်ဒီကိုးပါးမြောက်ဘုရားရှင်ပေါ့နော်ဝင်စားတဲ့ဘုရားရှင်ဖြစ်တဲ့ ။ဒါကတော့သူတို့ရဲ့ဒါအကြောင်းပြချက်။အဲ့တော့ဒီအကြောင်းပြချက်ဒီဇလန်းတွေကဘယ်ကနေဘလို့လာတယ်လဲ။ဘာရွယ်ချက်နဲ့လာတယ်လဲပေါ့နော်။သူတို့တကယ်ကြီးညိုလို့လား။အဲဒါမှမဟုတ်တခြားရွယ်ချက်ရှိသေးလားပေါ့နော်။အဲကျွန်တော်တို့ဒီအကြောင်းကိုလေ့လာလို့ရင်ဒါအေရီးယားနိုင်ငံကိုကျွန်တော်တို့ဟိုမဖြစ်မနေပေါ့နော်။သူတို့တမိုင်းကိုလေ့လာရမယ်။အဲသူတို့တမိုင်းမှာဒီအိန္ဒိယတွေဆိုတာကဂျမနဝါဒါ တနည်းအားဖြင့်ပေါ့နော်ဒီဟိန္ဒူဝါဒပေါ့ဆင်တော့ဆင်တယ်ဒါပေမဲ့ဟိုအတူလို့တော့ပြောလို့မရဘူးပြမနာဝါဒရနေဒီအိန္ဒိယတွေကဒီခေတ်ဆက်ဆက်ပေါ့နော် ကြီးပြင်းလာတဲ့သူတွေဒီပြမနာဝါဒနဲ့ပဲသူတို့နေထိုင်လာကြတဲ့သူတွေပေါ့နော်အဲအဲ့လိုနေထားမှာကျွန်တော်တို့ဖျားရှင်အိန္ဒိယမှာပွင့်သွားတယ်ပေါ့နော်အဲဖျားရှင်ပွင့်သွားတယ်ပွင့်တဲ့ချိန်မှာဒီဖျားကသူတို့ရဲ့ဒီရင်ကျိမှုတွေကိုသူတို့ရဲ့ရင်ကျိမှုသူတို့ရဲ့ဟောပြောချက်တွေတရားတွေအကုန်လုံးကိုကြောင်းမြန်လှန်ဆန့်ကျင်ဖြစ်တာ ဒီဗုဒ္ဓကပေါ့နော်ဆန့်ကျင်ပြတော့သူလဲတာအဲ့လိုအဲ့ခေတ်ကမုန်းတာပေါ့နော်မုန်းတိကြတယ်ပို့ပို့ပြီးဆိုးတာကဒီဗုဒ္ဓဘုရားအောင်မြင်မှုလဲရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မှန်တော်ဘူးအဲပြီးတော့သူတို့ဗျမနာတွေလို့အဲဇနိဇမျက်ဆိုပြီးခွဲခြားရတယ်မရှိဘူးပေါ့နော်ဘုရားရှင်ခေတ်ကတာ အောင်မြင်တယ်ပေါ့နော်အော်အကုန်လုံးကိုးရရတဲ့အနေထားဒီချိန်မှာသူတို့ဒီဗျမနာတွေကဘယ်လိုဖြစ်လဲဆိုတော့မျက်နှာမြင်ရတာပေါ့နော် ဲ့တော့စာရီထဲမှာကြည့်လို့ယင်ဒီဘုရားခိကဒီဗြဟ္မဏကြီးဒီဟိန္ဒူဖြစ်လာမဲ့ဗြဟ္မဏကြီးတော့ပြောရမှာပေါ့နော်တူလားဆိုတော့မတူဘူးပေါ့ဒါပေမဲ့ဒီကနေပဲစဉ်းစားလာပေါ့နော်ဟိန္ဒူဆိုတာတော့အဲ့ဘုရားခိကဗြဟ္မဏကြီးကမျက်နှာတော်ငယ်ရတာပေါ့နော်မျက်နှာငယ်ရတဲ့ဒီဗုဒ္ဓဘုရားရှင်အဘုံကံကြီးမားနေတာကိုသူတို့မနာလိုဘူးပေါ့နော်အဲ့တော့ဘုရားကိုသူတို့ဘလို့တုံးတုံးလဲဆိုတော့ဂရုံးယုတ်ပေါ့နော်ဂရုံးယုတ်ငယ်သားပေါ့နော်တောင်းစားလို့မဟုတ်တရောင်းစားပေါ့အဲဒီလိုမျိုးနေသူတို့နာနာကြီးကြီးမုံမုံတီးနေဒီဘုရားကိုသူတို့ခေါ်ခဲ့ရတယ် အဲ့လိုပဲပေါ့နော်ဒီဘုရားရှင် ပြိဋိဘံဆံပြီးတဲ့နောက်ပိုင်းမှာလည်းဒီအိန္ဒိယမှာကဘုရားဘာဝါဒကဟိုတိမ်မသွားဘူးပေါ့နော်တိမ်မသွားတဲ့ပြင်ဒီတခြားဘေးနိုင်ငံတွေကသူပြန့်ကုန်တယ်တကယ်တကယ်ကတော့ဒီအိန္ဒိယမှာကဟိုဘလောက်ပဲဘုရားဘာသာကိုးဝယ်ကိုးဝယ်ပေါ့နော်သူတို့ရဲ့တကယ်အဲကြည်ပြင်းမှုသူတို့ရဲ့တကယ်ယဉ်ကျေးမှုကတော့ဒီဗြဟ္မဏဝါဒဟိန္ဒူဝါဒဖြစ်နေရပေါ့နော်သူတို့ရဲ့ထိပ်ပိုင်းပေါ့နော်ဘယင်တွေကြတော့ဒီအသိဉာဏ်ရှိတဲ့လူတွေဖြစ်တယ် ဲ့တော့တို့ကဒီဘာသာတရားတွေကိုလေ့လာတဲ့အခါမှာဘုရားဘာသာတကယ်ကိုးကွယ်သင့်တယ်ဆိုတော့သိတဲ့ဘယင်တွေကြတော့ဘုရားဘာသာကိုကိုးကွယ်တယ်ဘလို့ပဲကိုးကွယ်ကိုးကွယ်ပေါ့နော်တို့ရဲ့ဒီလူဖွဲ့စည်းကအဲဟိန္ဒူဝါဒနဲ့တို့ကြီးပင်းနေတယ်ပေါ့နော်ဟိန္ဒူယဉ်ကျေးမှုတွေဒါနဲ့တို့ကြီးပင်းနေတဲ့အတွက်ပြောရရင်တော့ဆန့်ကျင်ဘက်တော့ဖြစ်နေတယ်ပေါ့နော်တို့စိတ်ထဲမှာအဲမုန်တိမှုကတော့ရှိတယ်အဲ့မှာဒီအာသောကမင်းကြီးလက်ထက်မှာဆိုရင်ဒါဗျမနာတွေဒီပုံနာတွေ အဘာသာကြားတွေပေါ့နော်သူတို့ကဒီဖះတာနာတွင်းဝင်မယ်ဝင်ပြီးတော့မှဟိုမတရားဟိုဖះဟောမဟုတ်တဲ့တရားတွေပေါ့နော်ရှောက်ပြီးတော့ပေါ့နော်ဟောတာပေါ့အမားတွေရှောက်ဟောတာပေါ့နော်သူတို့ရတကယ်တကယ်ဟိုရမ်းပောင်ဝင်နေဝင်ပြီးတော့မှတကယ်ဟောပြောတဲ့အယူဆတွေကြတော့ဖះအယူဆတွေမဟုတ်ဘဲနဲ့သူတို့ရအယူဆပေါ့နော်ရစ်ပူစောတာတို့အဲ့လိုမျိုးတွေသူတို့ဟောတယ်ပေါ့နော်မိမျိုးနဲ့သူတို့ဖြက်စည်းတယ်ဟိုပြောရရင်တော့အငုံးစိတ်ကနှစ်ထောင်ချီပြီးတော့သူတို့ကဖြစ်တည်လာတာပေါ့နော် ဘုရားဘာသာနဲ့ပတ်သက်လို့ဘုရားဝါဒနဲ့ပတ်သက်လို့သူကခေါင်းကုန်းခံလာတာဖះပွင့်ငယ်ပေါ့နော်အငုံးစိတ်ကြီးရဒီနှစ်ချောင်းကြီးပြီးတော့ဖြစ်တည်လာတယ်ဘုရားဘာသာကိုသူကတော်တော်မုန်းတာပေါ့နော်တော်တော်မုန်းတာဒါပေမဲ့ဒီလက်ရှိခင်းနေတာရှင်ရှင်ကြည့်လိုက်ပေါ့နော်အဲ့လိုမုန်းတဲ့လူတွေကဟိုဘာလို့သူတို့ဘာသာရဲ့ကိုးပါးမြောက်ဖះဆိုပြီးတော့တတ်မှတ်ထားတာလဲဘာလို့ကိုးဝယ်နေရလဲပေါ့နော်ဒါလည်းအကြောင်းရှိတယ်ပေါ့နော်အဲ့တော့ဒီအာတော့ကမယ်ညီမရှိတော့ပေါ့နော် BC ခစ်ကိုကြော်ပြီးတော့ဒါ အဒီခေတ်ကိုရောက်လာတယ်ရောက်လာတဲ့ချိန်မှာတဖြည်းဖြည်းပေါ့နော်ဗုဒ္ဓဘာသာကလည်းကြာဆင်းလာတယ်အိန္ဒိယမှာကြာဆင်းလာတယ်ကြာဆင်းရတဲ့အကြောင်းတွေကလည်းဒါအများကြီးရှိရပေါ့နော်အပရမသုံးအချက်ကတော့အိန္ဒိယဆိုတာကရှေ့ရပြောခဲ့တယ်လို့ပဲအိန္ဒိယလူ့ဖွဲ့စည်းကိုနိုင်ကိုကသူရဲ့တကယ်ရင်ကျင်းမှုသူရဲ့ကြီးပြင်းရာကဗုဒ္ဓရင်ကျင်းမှုဟုတ်မနေဘူးဟိန္ဒူရင်ကျင်းမှုပေါ့နော်ဗြဟ္မဏရင်ကျင်းမှုဖြစ်တယ်အသိဉာဏ်ဆော့ရုပ်လာတဲ့အချိန်ဦးစားမပေးတဲ့ဒီခေတ်မှာပေါ့နော် ုဆုတ်ယုတ်သွားမှာတော့ဒါသဘာဝပဲအဲအကြီးမားဆုံးဖြစ်တဲ့ဖြစ်ရက်ကတော့အဲစစ်ပွဲတွေပေါ့နော်စစ်ပွဲတွေဖြစ်သွားတယ်ဒီစစ်ပွဲတွေမှာဒီစလန် တွေပေါ့နော်အစ္စလန်တွေကဒါအိန္ဒိယနိုင်ငံကိုကျူးကျော်တယ်အဲအစ္စလန်တွေနဲ့အိန္ဒိယတွေနဲ့အဲအချင်းချင်းတက်ကြဖြစ်ကြရပေါ့နော်အဲ့ဒီအနေထားမှာဒီဗုဒ္ဓဘာသာကလည်းတော်တော်ကြီးကိုစစ်ကြောင်ပေါ့နော်စစ်ပေးကြောင်တော်ဆိုးနေပေါ့တကယ်တော့ဘိုးရဘာသာကိုနိုင်ကလည်းဟိုပျက်စီးလူနေပါဖြစ်နေပြီ ဲ့အချိန်မှာဒီစစ်ထဖြစ်တယ်ဗောနော်စစ်ထဖြစ်ပြီးတော့ဒီနလန္ဒာတက္ကသိုလ်လို့တကယ်ဗုဒ္ဓဝါဒတက္ကသိုလ်အကြီးကြီးဗောနော်မိရှုခံရတယ်ဖြည့်စည်းခံရတယ်အဒီအချိန်မှာမနဝါဒတွေတုံးလိုက်တဲ့အကွက်ကတော်တော်ကြီးဟိုဗုဒ္ဓဝါဒကိုတို့အဆုံးတက်ပေးလိုက်တယ်ဗောနော်ပြောရရင်တော့လဲထိုးပစ်လိုက်တယ်လဲထိုးပစ်လိုက်တဲ့အကွက်ကိုတို့တုံးလိုက်နိုင်တယ်ဗောနော်အချိန်ခိုက်ဗောနော်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီခေတ်တွေမှာဒီရေးခဲ့တဲ့ဒီပုရံကျမ်းလို့ပေါ့နော်ဒီဟိန္ဒူကျမ်းတွေဟိန္ဒူကျမ်းတွေကဒီဖျားရဲကိုဒီ ဗုဒ္ဓဘုရားကိုသူတို့ဘာသာရဲ့ကိုးပါးမြောက်ပေါ့နော်ဗိဒ္ဓလုံးနဲ့ရဲ့ကိုးစုမြောက်ဘုရားဖြစ်တတ်မှတ်ပြီးတော့ကျမ်းလေးထဲမှာထည့်ရေးလိုက်တာပေါ့နော်အဲ့လိုထည့်ရေးလိုက်သလိုပဲသူတို့ရဲ့ဒီအိန္ဒိယလူ့ဖွဲ့စည်းကိုလည်းဒီတိုင်းပဲဝါရဖြန့်နေပေါ့နော်အဲ့အဲ့လိုဝါရဖြန့်လိုက်တဲ့အချိန်မှာသူတို့ရဲ့ဒီအိန္ဒိယလူ့ဖွဲ့စည်းကမြင်သွားတဲ့အမြင်အကြတော့ဗုဒ္ဓဆိုတာကပေါ့နော်ဟိုတကယ်ဘာသာတရားတည်တတ်မဟုတ်ဘူးဟောဟိန္ဒူတွေရဲ့ငါတို့ဟိန္ဒူတွေငါတို့ဗြဟ္မဏတွေရဲ့ ဖះတစုပါပဲလားပေါ့နော်အဲ့လိုမြင်သွားတယ်ပြီးတော့ဟိုသူတို့ကတကယ်တကယ်ကြတော့လေသူတို့ရဲ့ဒီတရားတွေသူတို့ဟောပြောတဲ့ဒီရေပူဇော်ရမယ်တို့ပြီးတော့ဒီအဲဇန်နိုင်ဇန်မြန်ခွဲခြားတဲ့စနစ်တွေတွေကဒီဗုဒ္ဓဘာသာနဲ့တော်တော်ကြီးဆန့်ကျင်နေတယ်အဲ့ဒါကိုကြတော့သူတို့ဘလို့ဖြည့်ရှင်းလဲဆိုတော့အဲဒီဗုဒ္ဓဖြစ်ခဲ့တယ်ပေါ့နော်ဗုဒ္ဓဖြစ်ခဲ့တယ်ဒီဘိသနုဖះကပေါ့နော်နတ်ဆိုးတွေကိုလှည့်စားဖို့အဲမိစ္ဆာဒိဋ္ဌိတွေကိုလှည့်စားဖို့အတွက် ဟောပြောတယ်ပေါ့နော်ဗုဒ္ဓဗုဒ္ဓအဖြစ်ရောက်ရှိလာပြီးတော့ဒီတရားတွေကိုသူတို့ဟောပြောပါတယ်ဒီတရားတွေကအမှန်ကန်မဟုတ်ပေါ့နော်နဆိုးတွေကိုလှည့်သားပေါ့ပေါ့အဲ့လိုမျိုးဝါရဖြန့်တယ်ပေါ့နော်အဲ့နောက်ပိုင်းဒီအေဒီ900ဆူလောက်ခစ်တယ်မှာပေါ်လာတဲ့ကျမ်းတွေပေါ့နော်အဲ့ကျမ်းတွေကနေစပြီးဝါရဖြန့်လိုက်တယ်ပေါ့အဲ့မှာသူအဲ့အကွက်အဲ့ဒီအကွက်ကဒီဗုဒ္ဓဝါထားပေါ့နော် အိန္ဒိယကနေလုံးဝအပိသက်ရိုက်ချလိုက်နိုင်တဲ့အကွက်ဆိုပြီးတော့ဒါလက်ရှိအိန္ဒိယကပညာရှင်တွေပေါ့နော်ဒီလေ့လာတဲ့ပညာရှင်တွေကဟိုတုံ့တက်ကြရလဲရှိတယ်အဲ့ဒီချက်ကပဲဒီဗုဒ္ဓဝါဒကိုအိန္ဒိယကနေအဓိကမောင်းထုတ်နိုင်လိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လက်ရှိခေတ်မှာကျွန်တော်တို့အမ်မြန်မာနိုင်ငံမှာပေါ့နော်တချို့ဟိန္ဒူတွေအဲကျွန်တော်ကျမတို့ ਨੇ အတူပါပေါ့နော်ဗုဒ္ဓဘာသာဆိုတာကအဲ့တော့ဘုန်းကြီးတွေဆွမ်းလောင်းပြတယ် အဲပြီးတော့ကိုရိုင်းလည်းဖုံးယူဖို့ပြရတယ်အဲတခြားကုလူတွေပါလုပ်ပြရတယ်ပေါ့နော်အဲ့တော့သူတို့လုပ်ရက်ကိုတော့လေးစားတယ်ပေါ့နော်လေးစားပါတယ်အဲဒါပေမဲ့သူ့ရဲ့အပြောဆိုပေါ့နော်အပြောဆိုကကြတော့ဒါဘာသာတရားတစ်ခုဟိုစော်ကားရကြတယ်ပေါ့နော်အဲကြောင့်မို့လို့ဒီဗုဒ္ဓဘုရားရှင်ဟာအဲဘိတ်တနုနတ်ဘုရားရဲ့ကိုးစုမြောက်ဘုရားတဆူဆိုတာကတကယ်တကယ်ဒီပြမနာဝါဒတွေရဲ့နှစ်ပေါင်းထောင်ချီဖြစ်လာတဲ့အငုံစိတ်ပေါ့နော်အဲ့ဒီကနေဖြစ်တည်လာတဲ့ ဝါရမိုင်းတစ်ခုပဲဖြစ်တယ်တကယ်အမှန်တရားမဟုတ်ဘူးပေါ့နော်အဲဒီဝါရမိုင်းကိုလက်ရှိအိန္ဒိယနိုင်ငံလူတွေအကုန်ယုံကြည်တဲ့လက်ခံတယ်အိန္ဒိယတွေကိုတွားမိလိုက်ပေါ့နော်ဗုဒ္ဓဆိုတာဗုဒ္ဓဘာသာဆိုတာဗာလဲဆိုရင်တို့ဒါဟိန္ဒူရဲ့အခွဲတစ်ခုပေါ့နော်ဟိန္ဒူရဲ့ဒါဘာသာခွဲတစ်ခုဒီလောက်ပဲတို့သတ်မှတ်တယ်ပေါ့နော်အဲ့ဒါတို့နိုင်ငံမှာတော့ကိစ္စမရှိဘူးပေါ့နော်တို့နိုင်ငံဟိန္ဒူနိုင်ငံဖြစ်နေတဲ့အတွက်လူတိုင်းလက်ခံတာဒါပေမဲ့ဒီမြန်မာနိုင်ငံမှာကျတော့ဒါမျိုးလာပြောလို့ရင်ကျတော့ စော်ကားရကြတယ်ဒါကိုကျတော့ဒီကျွန်တော်မြန်မာလူမျိုးတွေမသိကြဘူးကိုယ်စော်ကားလို့စော်ကားမှလည်းမသိကြဘူးဟိုဖိတက်နေကြတာဗောနော်ဟိုဝမ်းဝမ်းမြောက်နေကြတယ်အဲသူတို့လေးစားနေကြဗောနော်အဲ့ဒါမျိုးကမဖြစ်သင့်ဘူးဗောနော်အဲ့ဒီတော့ဒီဗုဒ္ဓဘုရားရှင်ကိုဒီဘေတနိုးနဲ့ဘုရားရဲ့ဒီကိုသူမြောက်ဘဝတာရာဘုရားဖြစ်ဗောနော်သူတို့တတ်မှတ်ထားခြင်းကလေးစားကြည့်ညိုလို့လားဒါမှမဟုတ်အတုံးချခြင်းလို့လားဆိုတာဒါကိုယ်ပြပြသိရည်ဗောနော်သူတို့တကယ်သာလေးစားကြည့်ညိုတယ်ဆိုရင် ုဒ္ဓရဲ့ဗုဒ္ဓဟောပြောခဲ့တဲ့တရားကိုပဲသူတို့လိုက်နာရမှာလေဟုတ်တယ်မလားဒါပေမဲ့သူတို့ကဒီအဲ့ဗုဒ္ဓဟောပြောခဲ့တဲ့တရားကိုဘာမှလိုက်မနာဘူးတရားကျင့်ကြံတာလည်းမရှိဘူးဒီမဂ်ကင်၈ပါးတွေသူတို့သိအောင်မသိဘူးပေါ့နော်စိတ်လည်းမဝင်သာဘူးပေါ့အဲဒါပေမဲ့ဟိန္ဒူရဲ့ဒါကိုးဝယ်ရာတစုဖြစ်တော့ထည့်ထားတယ်ပေါ့နော်ဒါကကြောင်းမြိုင်ဖြစ်နေပေါ့နော်ကမောက်ကမဖြစ်နေတယ်တကယ်လေးစားလို့ရင်ဒီဗုဒ္ဓဘုရားရှင်ရဲ့တရားတွေကိုသူတို့လိုက်နာမှာပေါ့နော်အဲ့တော့ဒါကအကျဉ်းချုပ်လေးစားလို့မို့သူတို့တတ်မှတ်တာမဟုတ်ဘူးပေါ့နော် အတုံးချခြင်းလို့သတ်မှတ်တာလို့ပြောလို့ရတယ်ပေါ့